ကျမယူမလားနော်ကျမကယူမလားအောင်းနှုတ်ရှိတဲ့ကရင်မကရင်ပြည်နဲ့ကရင်ပြည်နဲ့ဘာလို့ကျင်တာလဲကရင်ပြည်သူဘာလို့ကျင်တာလဲအမတရားပြောလို့နင်အမ်နင်လည်းမခံဘူးမဟုတ်လားအမတရားဆိုတာလူတိုင်းမတိုင်းမခံပါဘူးခားတယ်လေတိလားဒီဒီဒီလူတွေကိုဆွဲရလဲနော်ဒုက္ခခံနေတာကြာပါပြီ ်ခေါ်လ်မြော်လည်းနဲ့လက်မပြထိုးပြီးတော့လေငါတို့ငါတို့ဗာလဲတရေသားနဲ့လာဆွေနွေးဦးလဲလာဆွေကဟိုပြောတယ်ဘာပလီမမလှဲပါဘူးတဲ့ဘာမှလည်းမလုပ်ပါဘူးတဲ့ဦးလဲလာဆွေကပြောတယ်ဒီလိုកောင်မျိုးဒီလိုလူလိမ်မျိုးဒီလိုသခိုးမျိုးပြောတော့လူကြီးတယောက်ဖြစ်ပြီးတော့လူကြီးတယောက်လုံမဲ့လူတယောက်က ပြောင်းလဲပြောင်းစားတာတော့လက်ခံလို့မရဘူးဗျကလမျိုးတွေအလုံးပဲတဘာဝဘေးနဲ့မေးပေးတယ်မှာအများဆုံးကြိုးဝင်ကြပါစေလို့ဆုတောင်းပေးနေပဲ။ Project Revolution Channel လေးရဲ့ညပိုင်းစီစဉ်ရနေပြန်နေကြိုဆိုလိုက်ပါရစေ။ဗီဒီယိုတွေရှင်မလို့သွားပေးကြမှာတော့ယနေ့အော်တိုပါလာ9ရက်နေ့ဒီနေ့ဝင်နေတဲ့ညပိုင်းဒီနောက်ဆုံးရရှိတဲ့တင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့ကလမျိုးတွေအလုံးပဲအဆုံးနှိရှိပေးဖို့ဒီနိုင်မှာထပ်မံတောင်းဆိုလိုက်ပါရစေ။ပထမဆုံးတင်းပုံအနေနဲ့ကတော့ အယောက်ရဲ့ပတ်မှုမရှိဘဲစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာအာဏာကိုလုံးဝစမထိန်နိုင်တော့တဲ့အခြေအနေကိုလက်ရှိမှာမြင်နေရပြီဖြစ်ကြောင်းနဲ့အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်မှကနေပြီးတရုတ်ကိုတိုက်တွန်းပြောဆိုလိုက်ပြီးဖြစ်ပါတယ်။ရုပ်ရဲ့ပတ်မှုမှုတာမရှိဘဲနဲ့ရုရှားရဲ့ပတ်မှုမှုတခုတည်းသာရမယ်ဆိုရင်တော့စစ်ကောင်စီကစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်အနေနဲ့အာဏာစမထိန်နိုင်တော့တဲ့ဖြင့်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုကိုလား စဉ်းစားပြီးတော့ထုတ်ချလိုက်မယ်ဆိုရင်မကောင်းမှုဘက်ကနေပြီးတော့လိုက်ပြီးတော့ကာကွယ်စောင့်ရှောက်ပေးနေတဲ့အနေထားရင်ပြီးတော့လွတ်မယ်ဆိုတဲ့သဘောတရားနဲ့ပြောခဲ့တာလည်းတွေ့နေရပါတယ်။ဒါကတော့လက်ရှိအချမ်းပတ်မင်းအောင်တဲ့အခြေအနေကရုပ်နိုင်ငံရဲ့ပတ်မှုမရှိဘဲအာဏာကိုဆက်လက်ထိန်းသိမ်းနိုင်ခြင်းနဲ့ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမင်းအောင်နိုင်တဲ့စစ်တပ်ကိုတရုတ်ကထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်သောစစ်ရာဇဝတ်မှုများနဲ့လူသွားမျိုးနွယ်ကျူးလွန်သောရာဇဝတ်မှုများမှာတရုတ်ကပုံဝင်နေခြင်းဖြစ်ကြောင်းနဲ့ခုလိုပုံဝင်နေခြင်းဟာ အင်အားကြီးလေးစားပွဲနိုင်ငံဖြစ်သောနိုင်ငံကြီးတနိုင်ငံရဲ့အပြုမူလုံးဝမဟုတ်ကြောင်း၎င်းကထပ်မံပြီးအဒီလင်းပြောဆိုထားတာလည်းဖြစ်ရှိရပါတယ်။လက်ရှိမှာတော့ဆီယနာသိမ်းထားတဲ့မြန်မာနိုင်ငံဟာအနည်းတကျရာဇဝတ်များကျူးလွန်နေသောနိုင်ငံကဘာကြီးကိုလက်လယ်လိန်လယ်ဖျားနေသောတာဖြန်စင်တာကြီးတရားမဝင်မှုရဲ့စေဝါတွေထုတ်လို့ရနေရကြီးဖြစ်လာနေကြောင်းနဲ့မြန်မာနိုင်ငံမှာစင်ဆက်မပြတ်တည်ငြိမ်မှုရှိသောငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှာလာပြည်ထောင်နိုင်ငံရီမန်းချက်ကိုတကယ်အစ်စ်မှန် ြေပေးနိုင်မယ်ဆိုတာကိုလည်း၎င်းကထောက်ပြပြောဆိုခဲ့တာလည်းတွေ့ရှိရပါတယ်။ဒါကတော့ယူဇင်နာကနှုတ်တော်အမတ်ကနေပြီးတော့ပြုတ်နိုင်ငံကိုတိုက်တွန်းပြောဆိုခဲ့တဲ့စကားလုံးတွေဖြစ်ပါတယ်။ဒီတင်ပုံအနေနဲ့ကတော့ကျော်စိုးရဲ့တင်ဖြစ်ပါတယ်။ကျော်စိုးကိုတော့အားလုံးသိမှထင်ပါတယ်။ကျော်စိုးကိုတော့လက်ရှိအချိန်မှာကတော့စစ်ကောင်စီကနေပြီးတော့ယူစော်ဒီကောင်းဆောင်တယောက်အနေနဲ့လည်းပေါဝင်ပတ်သက်ထားတာဖြစ်တဲ့အတွက်ယူစော်ဒီနဲ့ရင်းနှီးမှုကိုကြီးစုပြီးစစ်တင်းတောက်အလွတ်တင်းတောက်ဖြစ်တမ်းအားလိုက်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီခံမှုကိုတော့အစဉ်ဦးကတစဉ် ထပ်မံပြီးတော့ကြားကန်နေပြီးဆောင်ရွက်ပေးခဲ့တာပြောင်းလဲသိရှိရပြီးလက်ရှိချိန်မှာကျော်စုတကောင်နေနဲ့စစ်တပ်ကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအပအကျက်သမျှဘုံနိုင်သည်ပန်းမြဖြစ်ပါသည်ဆိုတဲ့စကားကိုတက်ခါတက်ခါယူပြီးတော့ဆက်ပြီးတော့ထဲခေါ်ပြီးတော့မရိုက်ခံဘူးရေးသူရေးစုပြီးတော့လုပ်နေတဲ့အနေအထားတစ်ခုတွေ့ရပါတယ်စစ်တင်းတော့အလိုတင်းတော့ကြီးဘယ်တော့များထီများဒီလိုမျိုးသတင်းတွေတင်ဆက်နိုင်မလဲဆိုတာကတော့တော်လင်းရေးပေါ်ရဲ့အပေါ်ပဲပါတယ်ဟုတ်တယ်ဒီစစ်တပ်ကဘုံကျဲသွားလို့တဲ့ဒီ ဒီမိသားအဆောက်အဦတွေကုန်တယ်ဌာနဆိုင်အဆောက်အဦတွေပြိုတယ်သူတို့ဘက်ကပြောတာခင်ဗျားကိုကြားပါလိမ့်မယ်ခင်ဗျားဗျာဒီမှာဒီကားကြီးကခင်ဗျားရွေးုံမရွေးုံငကုမူလာတိုင်းပဲသူတို့အပေါ်ကနေတက်ကဘုံကျဲဆိုအပေါ်အဆောက်အဦပြတ်မှာအပေါ်အဆောက်အဦဘာမှမပြေဘူးဒီမှာဒီမှာအောက်ကစနစ်ကြမီးရှို့သွားတာဒီမှာမီးထက်တဲ့နေရာပြီးရင်အကြမ်းဖက်အုပ်စုတွေကမီးမရှို့ခင်ဘာလုပ်သွားလဲဆိုတော့ဒီမှာဒီမိသားကားမှချင်းအင်ဂျင်လုံးကိုဖြုတ်သွားတယ်အာကျွန်တော်ပြမယ်ဒီနားမှာကကျွန်တော်တို့ဒါအင်ဂျင်လုံးရှိရမယ်နေရာ ဒီအင်ဂျင်လုံးကိုသူကဖြုတ်ယူပြီးသွားမှာဟွန်းသူတို့ဖြုတ်ယူတာမကန်ရင်စောကြီးတယ်မင်းတို့ထွက်ပြေးတယ်ဖြုတ်ယူပါဘောဟာသူတို့ကဒီကောင်းမိရှို့ခဲ့တာဖြစ်တယ်ဒီမှာအင်ဂျင်လုံးမရှိဘူးအဲ့တော့ဒီနောက်ခန်းကတော့ဗျာနောက်ခန်းကတော့အကောင်တိုင်းရှိတယ်နောက်ခန်းကတော့အကောင်တိုင်းရှိတယ်ဖြိုးဖြတ်သွားတာကရှို့သွားတာကကျွန်တော်ဒီအင်ဂျင်ရဲ့ခေါင်းကန်းကိုရှို့သွားတာခေါင်းကန်းရှို့သွားတယ်အင်ဂျင်လုံးကိုသူတို့ယူသွားတယ်ပြီးတော့အဲ့မှာသူတို့ပလောင်စာကြီးကျွန်တော်လိုက်ဖတ်ပါလို့ဖတ်ပါအောင်မယ်အဲ့ဒီမှာပလောင်စာ ဒါမိသက်ရုံးတွေမှာသူတို့ကတ်ထားတဲ့ပလောင်စားအမဘာကြီးတားလဲဆိုတော့တက်ဖို့ဝင်များလိုက်နိုင်ရတယ်ပဲအဘွားအမသူတို့ရဲ့ဒီမှာ logo ရုံးရင်မနဲ့၈နာရီနဲ့ည၈နာရီတဲ့အထက်လူကြီးများပြဲတဲ့တောင်များကိုလိုက်နိုင်ရပြီတဲ့မနဲ့9နာရီကွယ်ရုံးအရောက်ညနေ၄နာရီကွယ်မှာရုံးစင်းရုံးရင်တွင်ရုံးအရုံးအလုတ်လွှဲ၍အပြင်းဆုံးမထွက်ရထွက်မယ်ဆိုရင်ဗျာတနင်္လာပြပြန်လာမယ်စသဖြင့်ဗျာမြန်မာလူရေးထားတော့ပလောင်စားဆိုပြီးမြန်မာလူဖက်ပြနေကြော်ဆိုးတခေါတော့အထက်အမိတ်စီကံများကိုမလိုက်နာဘကအေးအေးချင်းခမ်းပြီး ဝန်ထမ်းရှင်းနိုင်မှာကျွန်တော်တန်းစီရမိဒါသူတို့ရဲ့စာတွေအာဒီဘက်မှာလည်းသူတို့ရဲ့ကျွန်တော်တို့ဒီပလောင်စာတွေတွေ့ရတယ်ဒီနောက်ထပ်မှာလည်းသူတို့မီးရှို့ခဲ့တဲ့ကားတွေရှိတယ်ပြောတယ်ကျွန်တော်အဲ့ဒီနေရာလဲကျွန်တော်လိုက်ပြီးတော့အာတွားကြည့်မှဖြစ်ပါတယ်ဒါရခင်ကဒီနေရာကဒါမီးသက်ဝန်ထမ်းတွေနေခဲ့တဲ့အဆောက်အဦပါအဲ့တော့အဆောက်အဦတစ်ခုလုံးကိုလည်းအကြမ်းဖက်အုပ်စုတွေမီးရှို့သွားတယ်ကျွန်တော်မေးတဲ့အခါမှာဒီအဆောက်အဦကကျွန်တော်တို့ဒီပြင်ပြင်ပြင်တော်အိမ်ပေါ့ဗျာပြင်တော်နိုင်ငံပေါ့ပြင်တော်နိုင်ငံဆိုတော့ကျွန်တော်တို့တက်သားလည်းဖြစ်တယ်ရန်တန်ကြီးလည်းဝနေတယ်အဲ့လိုဆိုတော့အကြမ်းဖက်အုပ်စုကမီးရှို့တဲ့အခါမှာကျွန်တော်တို့လွယ်လွယ်ကူကူပဲလောင်သွားပုံရပါတယ် တော်တော်ကြီးကိုကျွန်တော်တို့ပြက်စီးသွားဘာမှအသုံးပြုလို့မရတော့ဘူးရှင်းမှဆိုရင်လည်းတို့မီရှုခဲ့တဲ့ကားတွေရှိသေးတယ်အဲ့ဒါလည်းကျွန်တော်ထပ်ပြီးတော့ရိုက်တော်မှာဖြစ်ပါလေဒါတော့ကျွန်တော်မိသက်အဆောက်အဦ area တွေမှာဒါရက်ထားတဲ့မိသက်ကနှစ်စီးဒီကားနှစ်စီးကိုလည်းအကြမ်းဖက်အုပ်စုတွေကရခင်တိုင်းပဲမီရှုသွားတယ်ဒီမှာဆိုလည်းကျွန်တော်တို့အဓိကတော့အင်ဂျင်လုံးကိုဖြက်စီးသွားတော့အင်ဂျင်လုံးကိုရှေ့ကန်းတော့ဘာမှရကြမရှိတော့ဘူးနောက်ခန်းကတော့ကျွန်တော်တို့အသုံးပြုလို့ရသေးတယ်ဒါကျွန်တော်နောက်ခန်းဒါဒီကားဆိုရင်ကျွန်တော်ရှေ့ရခေါင်းကန်းအဲခေါင်း ခေါင်းကထိုင်ကုန်တွေပြိုသွားတယ်ဒီမှာတော့အင်ဂျင်လုံးလည်းမီးရှို့ခံထားရတယ်ကားတာယာကြီးကတော့ကျွန်တော်အကောင်းတိုင်းကျန်တာတွေ့ရတယ်အဒီဘက်ကားဆိုရင်လည်းပဲကျွန်တော်တို့ရှေ့ခန်းလည်းကုန်တယ်နောက်ခန်းလည်းကုန်တယ်ရှေ့တာယာလည်းကုန်တယ်နောက်ခန်းလည်းသူတို့ဒီကားတော့နောက်ခန်းလည်းမီးလောင်ပျက်စီးသွားတယ်စုစုပေါင်းကျွန်တော်တို့ဒီကြောင်မဲမြို့မှာအကြမ်းဖက်အုပ်စုတွေကြောင်မဲမြို့မှာရှိတဲ့မီးသက်ယုံမီးသက်ယုံကနေပြီးတော့အကြမ်းဖက်အုပ်စုတွေမီးရှို့သွားတဲ့ကားအစီးအအလုံးက၃စီးရှိတယ်၃စီးလုံးကတော့ကျွန်တော်တို့၃လို့မရတော့ဘူးလုံးဝ၃လို့မရတဲ့အနေအထားတွေ့ရတယ်ပထမကားမှာတော့အင်ဂျင်လုံးဖြုတ်သွားတယ်အဲ့တော့ကျွန်တော်တို့ TNL အဖွဲ့တွေ ကြောင်မဲမျိုးကိုဝင်ရောက်စင်မှာမျိုးကြီးကကောင်းသွားသလားဆိုးသွားသလားဒီလိုအဆောက်အဦတွေဆိုတာခင်ဗျာကျွန်တော်မိသားစုတုံးမှုလည်းမဟုတ်ဘူးဒီမှာရှိတဲ့အုပ်ချုပ်မှုမိသားစုတုံးမှုအတွက်ကားလည်းမဟုတ်ဘူးဒီမှာရှိတဲ့တက်တက်နေမှုတုံးတဲ့ကားလည်းမဟုတ်ဘူးကြာဒီကားတွေဆိုတာကျွန်တော်ဒီမျိုးမှာရှိတဲ့အများပြည်သူခင်ဗျာကြာအများပြည်သူရောအများပြည်သူမှမရှိတော့ဘူးမင်းတို့ဝင်လာတဲ့အများစုကထွက်ပြေးပြီးမင်းတို့ဘုံကျဲလို့ပဲအကုန်လုံးပြိုကြကုန်ပြီဟာကြီးကိုအဲဒါတော့ကြော်စိုးဦးတကောင်ဖြစ်ပါတယ်လက်ရှိကျမှာတော့ကြော်စိုးဦးကစစ်သည်တင်းတောင်ကြီးဖြစ်သွားပြီဖြစ်တဲ့အတွက် ဒီနောက်ကြီးပြီးပြီးအခုလိုမျိုးသတင်းတွေကိုလိန်ညာပြီးစတင်နေဆက်နေပြီဖြစ်ပါတယ်တရှိနေရလဲစမ်းတော့စမ်းကြတဲ့နေရာတော့မဟုတ်ဘူးဆိုတော့လေမြင်နေရဖြစ်ပါတယ်တော့ဒီဘီဒီယိုမကြည့်ရတဲ့ကြော်လမျိုးတွေအားလုံးပဲတော်လို့ရပါတယ်လာလို့ပဲနာရဲဆိုရဲ BGA DKBA PC တို့ KNU တို့အကုန်လုံးပြစီရောက်တော့မယ်ဒါမှမဟုတ်နေတို့ရဲ့ NUG နေရဲ့ငွေဦးတော်လာရေး BGA တို့ DKBA တို့သူတို့မှမကြိုက်ကြတာမကြိုက်ကြတော့ငါတို့ညီပဲကြိုက်မလဲဟိုဒီကုန်းတို့ကစစ်တပ်တောက်ထိုင်မှာစစ်တပ်ရဲ့ ပြန်ပေါင်းပြီးတော့ကြားပြန်လုပ်နေကောင်နေရယူကိရကိုယ်တာလဲနေတော့ကြောင်းပြန်ရောနဒာတမိုင်းတို့ကိုပြပြီးတော့စုံစမ်းပေါ့ကိုဆွေရဲ့ငါတို့ကတော့ကိရဆိုရဲ့ကိရတမိုင်းကိုလို့တည်တယ်ဘမတမိုင်းစစ်မွေစားဘူးချင်းတမိုင်းစစ်မွေစားဘူးလူမျိုးဆွဲတာမဟုတ်ဘူးနော်ဒါပေမဲ့ကိုတမိုင်းကိုတည်ရကိုပြည်သူပါလို့ချင်းလဲဆိုတာကိုတည်တယ်လေဆဲတာလည်းမဟုတ်ဘူးကျမလည်းကျမကဒီလိုပဲစကားပြောတတ်နေလို့ကျမကယူမလား နော်ကျမကယူမလားအောင်းနှုတ်ရှိတဲ့ကရင်မကရင်ပြည်နဲ့ကရင်ပြည်နဲ့ဘာလို့ချင်တာလဲကရင်ပြည်သူဘာလို့ချင်တာလဲအမတရားပြောလို့နင်အမ်နင်လက်မခံဘူးမဟုတ်လားအမတရားဆိုတာလူတိုင်းမတိုင်းမခံပါဘူးခါတယ်လေတိလားဒီဒီဒီလူတွေကိုဆွဲရလဲနော်ဒုက္ခခံနေတာကြာပါပြီဟောမြော်လည်းနဲ့လက်မပြထိုးပြီးတော့လေငါတို့ငါတို့ကဘာလဲတရားသားနဲ့ လာစွင်းဝင်းတိလာတို့ရကျွန်တော်ဒီလိုဆိုတော့ကျွန်တော်မြင်ရတာပေါ့နော်အဲ့တော့ဒီဒီကမှစစ်တမ်းကြောင့်အမောင်တို့ကကြီးဆိုးတယ်ဟုတ်ပါဘူးခင်ဗျဒီလိုမျိုးတို့ကြီးဆိုးတာတောက်ကြတို့ကတောက်တရားတွေရန်ရန်မိုးနေစစ်ကောင်စီကမျိုးမျိုးဖိနှိပ်ထားတဲ့ဘက်ကြောင့်မို့တချို့လက်လက်ကန်နေအောင်စစ်ကောင်စီစစ်ကောင်စီကိုဖိနှိပ်ထားတာလည်းဟုတ်တယ်ငါတို့ကဖိနှိပ်ထတာအခုမဟုတ်ဘူးကိုဆွဲရဲ့ကိုဆွဲတော်လာရေးမလုပ်ခေကငါတို့ဖိနှိပ်ခံခဲ့ရတယ်ကျမအဖေဆိုရေလေဒါဘောဟာဘာလဲ um dabo suera le dabo bala um dabo suera le ငါဖေလေမျက်နာတစ်ခုလို့ပြဆုပ်ပြတ်တက်တယ်။တွားတော့မှမရှိတော့ဘူး။ဒီလား။ပြီးမှငါတို့ကဒုက္ခတွေမှာရောက်လာတယ်။အဲ့ဒီအချိန်မှာကိုဆွဲတော်လာရင်မလုပ်သေးပါဘူး။ဒီယာဂိုလာနေပြည်တော်လာမတ်တလေးမှာကောက်ကောက်မှုမဲနေသေးပါတယ်။ အခုကြာမှဒီကီရီတွေကဖိနှိပ်တာတွေစကားစားဖိနှိပ်တာတွေအောင်စန်းစုကြည်ခေကလေးကလည်းငါတို့ဖိနှိပ်ခံခဲ့ရတာပဲအောင်စန်းခေကခေအောင်စန်းခေကလေးကလည်းငါတို့ဖိနှိပ်ခံခဲ့ရတာပဲဟွန်းကဲအဲ့တော့ရိုးနေပြီဆိုတော့နောက်လည်းထပ်ဖိနှိပ်ခံမယ်ဒါမပြောနဲ့စစ်တင်ဖြစ်ဖို့ရေးကြီးတယ်အေးရအေးကြောင့်မုံဆေးမဝင်နေမယ်ဆိုသဘောတရားပါပဲခေညော့ခေကလေးကလည်းငါတို့ကီရီတွေဖိနှိပ်ခံခဲ့ရတာပဲဟွန်း ။ဘာခင်မစုံငါတို့ကရေလူမျိုးတွေကငါတို့တိုင်းရဲသားတွေကိုလို့တွေကဖိနစ်ခံခဲ့ရတာပဲ။ဒါတော့ငါတို့အတွက်မဆန်းဘူး။ငါတို့အတွက်ငါတို့တွေကတခုလောက်ရမှာကဗမာဗမာဆိုတာဗမာတိဖို့နေငယ်ရဲ့ဗာရဲလုံးလုံးကိုတမိုက်ကိုတိဖို့ငါတို့ကရေတွေကဒါတွေကိုတင်ယူရမယ်။အခုချိန်ထိအနည်းခု26နှစ်ကျော်တယ်မတည်ယူရလို့ နော်မတည်ယူရလို့ငါတို့ကရေပြည်သူတွေကဘာမှတိုးတက်မှုမရှိဘူးလေစိတ်ပြေဆောင်ရတဲ့ခုန်ဆက်ချောင်းနဲ့တတိစိတ်ပြေဆောင်ရခုလည်းစိတ်ပြေဆောင်ရနော်နဲ့ဒီလိုမျိုးဆက်ပြီးတော့သွားမယ်ဆိုလဲနောက်နှစ်တရလဲစိတ်ပြေဆောင်ရတာပဲဘာလို့ကြောက်လဲဘာမှအချစ်ချစ်ရဖြစ်တိုင်းငါတို့ကရေပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ဘာမှအချစ်ချစ်အနာလူတိုင်းငါတို့ကရေပြည်နယ်မှာလာပြီးတော့ဒုက္ခပေးတယ်ဒီမှာခုမှ ကိုဆွဲဒီလိုမျိုးမပြောနဲ့ဒါဒါငါတော့အတွက်ရိုးနေပြီဒီလားငါတော့အမေရိကန်မှာရောက်နေလဲဒုက္ခမခံခဲ့ရဘူးစကားစနစ်ဆက်တော်တွေကိုတခါမှမခံခဲ့ရဘူးဆိုတာမဟုတ်ဘူးခံခဲ့ပြီပြီကိုလူမျိုးကိုလူမျိုးချီတာပေါ့စစ်ပြေးဆော်တာဘလောက်ပင်မလဲတိလားကိုဆွဲတော့မိဘတွေ မောင်ညီမတွေမိမတွေစိတ်ပြေဆောင်ခဲ့ဘူးလို့လားငါတို့ကလက်တွေ့နော်ခွေးမြော်လဲတမီပြောပြီးတဲ့မြော်လဲဗမာဆိုတာသူတို့ရဲ့နေရာကခွေးလဲမမမိခွေးလဲမခေါ်ဘူးတတ်ချင်ကြီးလဲတင်ကြီးဘူး မင်းအွန်လိုင်းနဲ့မဆုကြည်ရတယောက်ပဲနော်ကိုစက်ပြစစ်စားရင်မဆုကြည်ငါနဲ့ကြော် NLD အစိုးရဖြစ်ကြတဲ့ကငါတို့ရဲ့ကြည်ရပြင်းနေမှာဘာတွေလုပ်ခဲ့ဘူးလို့လဲဘာတွေအချိုးပြီးလေကျောင်းတကျောင်းစောက်ခဲ့ဘူးလို့လားဟမ်မစောက်ခဲ့ဘူး အဲ့ဒီရှိလေးလုံးခေတ်ကလေးကလည်းမဆုကြည်ကငါတို့တိုင်းရဲသားတွေကိုဘာတွေအာ promise လုပ်နေလို့လဲဒီအနာရှိကြဆုံးမဲ့ဆိုရင်အာတိုင်းရဲသားတွေဗမာတကြခရီးတကြ equality ပေးမဲ့ဘာရင်းညာတွေပဲလीနောက်ကြတော့မဆုကြည်ကသူများ noble စုတော့ဘာတော့ပေးတာပဲ energy အစိုးရဖြစ်ခဲ့တာပဲငါးနှစ်ကြော်တိုင်းရဲသားအပေါ်မှာ သူအာသူဘာလို့ပေးနေလို့လဲဘာမလို့ပေးဘူးအဲ့ဒါကြောင့်မလို့အဲ့ညူကြီးရဲ့ဆိုးရဖြစ်စီတော့ငွေဥတော်လာရေးဒီနေတော့ရဗမာချစ်ချင်းရဖြစ်တာဖြစ်ပါစေတိုင်းရတော်ပြောစီရောလို့မရတာဒါကြောင့်လေတိုင်းရတော်ပြခံရခံခဲ့ရတာများတော့အယုံတွေမရှိတော့ဘူးတိလားအဲ့ဒါကြောင့်မလို့ကြေးတွေကမစီလောက်တာဒီကြပဲ တတယောက်ကမြော်လဲကိုယုံနေတယောက်ကမဆုကြီးကိုယုံနေအတူတူပဲလေမြော်လဲယုံလဲငါတော့ကိုအချုပ်ချင်တာပဲမဆုကြီးကိုယုံလဲငါတော့အချုပ်ချင်တာပဲဘာမှမထူးဘူးတိလာအဲ့ဒါကြောင့်လို့ကရင်လူငယ်တွေအကုန်လုံးကိုကျမပြောချင်ပါတယ်ထိုင်းနိုင်ငံမှာသွားခွေးရှိတယ်ဆိုရင်ထွက်ပြေးသွားပါစစ်မှုမထားပါအဲစစ်တမ်းမှာမဝင်ပါနဲ့ အခုသူတို့ကစားနေတဲ့နိုင်ငံကြီးစိတ်တိုက်နေတဲ့နိုင်ငံကြီးကပြည်သူကိုဒုက္ခရောက်ဆင်းရဲလုပ်နေတဲ့နိုင်ငံကြီးစိတ်တိုက်လဲဘာမှထိရောက်မှုမရှိအနေတော့လာကားပဲတင်ပါနော်ဒီစကားတွေကတချို့ကရင်မတွေပြောမရဲပါဘူးကျမကတော့လေစိတ်ထဲမှာရှိရတဲ့ခစားတလူမျိုးပြောပြတာမဟုတ်လို့ပြောတာမဟုတ်ဘူး ယ်ရုံးကြောင့်တော်တော်အကြောင်းအဲ့ဒါတော့လက်ရှိချိန်မှာကရင်မာလေးတယောက်ကနေပြီးသူ့ရဲ့ယင်ထဲမှာရှိတဲ့ခံစားချက်ကိုဖွင့်ရပါဖြစ်ပါတယ်။အဲ့တော့ကရင်လူမျိုးတော်များလည်းလမ်းဆုံနေတာကိုတွေ့နေရပါတယ်။တကယ်ကလမ်းဆုံရောက်နေရတွေ့ရပါတယ်။သူနေထားနေရာအများဆုံးလွတ်မြောက်ပြီးတော့ကရင်လူမျိုးတွေအားလုံးနဲ့စီလုံးညီညွတ်ချဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့အထမှန်တီးပြလိုက်ပါတယ်။အကြကြအကြကြ။ငါ့ကိုကြိုးဖို့အစင်းင်းဖြစ်နေကြပြီလားကွာ။ဟုတ်ကဲ့ပါဟုတ်ကဲ့။အေးအေးအေး။ဘိုးတခါလို AI နဲ့တော့မလုံနဲ့ကွာ ငါ့ကိုဒီတစ်ခါကြိုးဖို့လေအားလုံးကိုဇေင်ငိမ့်၃တောင်းပေးထားလိုက်ကွာဟုတ်ကဲ့ပါစိတ်ချပါပါအေးအေးအေးဒါနဲ့မီဒီယာတွေရောက်နေပြီလားကွာရောက်နေပြီပါအေးမမအစင်သိမယ်ဟေးနိုင်ငံရေးအမြင်မကျေတာတွေရယ်ပညာရေးအားနေတာကြောင့်တိုင်းမီကဒီလိုဖြစ်နေတာကွာဟုတ်ကဲ့ပါဟုတ်ကဲ့အဲခေါင်းစဉ်လေးရတော့မာလာပေးတဲ့၃တောင်းမာလာပေးတဲ့၃တောင်း ဲဘာဘာကြီးလာပြီးကြိုကြပါကြိုကြပါဗျာအရင်တစ်ခေါက်လို့ AI နဲ့မလုံနဲ့ဗျာအစ်စ်တွေချပြလိုက်စမ်းအစ်စ်တွေချပြလိုက်စမ်းဝမ်းသာအားရကြိုတယ်ဆိုတာကိုလှုပ်ပြလိုက်စမ်းပါလှုပ်ပြလိုက်စမ်းပါဘာလို့လဲဘလောက်ကုန်မလဲတယောက်ကိုဘလောက်ကုန်မလဲပေါ့ကွာကုန်ကြတဲ့လောက်ကုန်ပါစေဘန္နာငွေပြိုရင်ပြိုပြီချပလိုက်စမ်းကွာချပလိုက်စမ်းငါရဲ့ဘောမတွေက ငွေသာပေးဝမ်းသာအားရကိုပြေးလာအောင်ပါဗျာပြေးလာအောင်ပါအဓိကငွေပဲနေစရိတ်စားစရိတ်သွားစရိတ်ဟိုတယ်စရိတ်အပြင်တယောက်ကို3000ပေးကခုံပြီးတော့ဝမ်းသာအားရလာကြိုကြအောင်ပါကွာအကုန်လုံးလာကြိုခိုင်းလာကြိုခိုင်းမလာကြိုရင်အကုန်ဖမ်းစစ်မှုအတွက်နေအကုန်ထဲ့ကွာအကုန်ထဲ့ကွာငါ့ဟူမြဘာမှတ်နေတယ်မသူမလုံရဲတာဘာမှမရှိဘူးဘာပူကြီးကွာဘာပူကြီးကဲပြောပြန်ပြီဗျာပြောပြန်ပြီ ကဘာကျော်ဟာတစကလုံးနေပေါ်လာပြန်ပြီဗျာရုရှားပြန်လာတဲ့ချိန်လေရင်ပြန်ကြီးပေါ်မှာဗါတယ်နိုင်ငံကြီးအမြင်မကျေဘူးဆိုလားအဲပညာရေးအားနည်းတယ်ဆိုလားပဲဘသူတွေကိုပြောနေလဲဆိုတဲ့ခါကျတော့ဘာဖာကြီးဘာဖာကြီးဆိုပြီးပေါ်မှနေတဲ့မီဒီယာတွေကသူကအားရပါရပြော့ပြနေတာဩခက်ပါကြီးရဲ့ဗျာတမရာယူကျင်တာတခုတည်းနဲ့ မဲမသမာဟုဆိုပြီးအတင်းစစ်အာဏာတိုင်တာကတော့နိုင်ငံရေးအမြင်ကျဲနေတာလားဟောလူငယ်လူရွယ်တွေကို မတရားစစ်မှုထမ်းခိုင်းចောင်းတွေရွယ်ကလေးတွေပညာသင်နေတဲ့ចောင်းတွေကိုအတင်းအဓမ္မဘုံတွေကျဲစီရေးပြတ်မှတ်မဟုတ်ဖဲနဲ့ကိုအတင်းဘုံတွေကျဲနေတာတော့ပညာရေးတယ်လားအားနေတာလေလားသူတို့သားသမီးတွေကြတော့နိုင်ငံခြားမှာမွေးနိုင်ငံခြားမှာပညာသင်ဟင် ပြည်သူဗန္နာနိုင်ငံဗန္နာတွေကို အမြဲတုံးနေလိုက်တာကျေလိုက်ပါတဲ့အမြင်တက်လိုက်ပါတဲ့ပညာကြီးကဘာမှာဟိုးဝေးကြီးရအောင်တွန့်ပို့ခဲ့တဲ့စစ်အာဏာရှင်တွေဟာဟိုးအောက်ဆုံးအဆင့်ထိကို ရောက်နေပြီဗျာဒါတောင်မျက်နှာပြောင်တက်ပြီးဟာတပြက်လုံးအမျိုးမျိုးထုတ်ခဲ့သေးတယ်စစ်အာဏာရှင် လက်ကျန်ဘာဘူးကြီးရေဟောတွေးပြန်ပြီဗျာသတင်းထဲမှာသတင်းထဲမှာဘာဘူးတပည့်ကျော်တွေစီးလာတယ်ကား လမ်းမာတွေဝိုင်းစော်ဗျိုင်းတူအော်ပြီးပြေးလိုက်ကြတာဗျာဒံရရတဲ့လူနဲ့ဂိမ်းသွားတဲ့လူနဲ့အိုးစုံနေတာပဲဗျာအဲကားပေါ်ကိုရှင်းတွေးပြီဗျာကားပေါ်မှာလက်နဲ့ခဲရန်အစုံအလင်နဲ့အမဲအဆောင်ရေတရာတစ်ခုနဲ့ကွန်တုံနှစ်ခုဆိုလာပဲတွေ့ရနေရမှာတလိษံစိတ်ထားမရင်းကောင်အလားပေါ်ကွာသူတို့ကြတော့တေးမှကြောက်အဆောင်ရေတရာကိုတကောက်ကောက်ပါအောင်ကိုထက်နေတာ ဒီကြားတဲ့မိုးရေဆေးဝါးကျွေးပြီးစစ်တိုက်ခိုင်းသေးတယ်။ဇွန်ဘီအလားအသီးစိတ်တွေကပျောက်သွားတာပေါ့ကွာ။ဒီကြားတဲ့ဖမ်းမိရင်ကြောင်တောင်စကလုံးအမြဲသုံးသေးတယ်ဗျာ။ဆရာနာရှင်ရတော့ကွာသူ့ရဲ့လက်ပါစီတွေတေးသေးမသေးသေးဂယူးမဆိုင်တာဘာပူကြီးလက်ထက်မှာပဲဗျာ။အမေအမေမောင်ခင်ကြီးကပြောပြန်ပြီဗျာပြောပြန်ပြီ။တိုင်းပြည်ပြန်တီဆောက်ရေးနဲ့အယုတ်ထွေးပြဿနာတွေကိုဖြေရှင်းကင်ွယ်ဖို့ တို့ဘက်ကအစင်းနေဖြစ်နေပါပြီတဲ့အင်းဘော तू ပြောရတော့မှာပေါ့နေရမပေးထိုင်ကုန်မပေးရင်ခဲလေသည်မသေးရီကြရတော့မှာပေါ့ဩ तू ကလည်းတမရာယူအိမ်မက်လေးမက်ဖူးကျင်မှာပေါ့လေဘာဘူးကြီးကကန်ထုတ်လို့ဘေးမှာငုတ်တုံမေ့နေအောင်ပဲဗျာထပ်ပိုးပြန်ပြီပိုးပြန်ပြီဗျာကြမ်းခံရည်တဲ့ဟိုအကုန်ပြစ်တဲ့တော့ဟဲ့ဆိုပြီးဒီတခါလဲကြရတော့ကိုလားရွှေကြီးတို့အလှဲ့ဗျာ စစ်သားကြီးတွေကုံတော့ရဲသားကြီးတွေအလှည့်ပြာဘာမှလာမမင်းနဲ့နေရာချထားဒါမိတ်လားဆိုပြီးပြန်မေးနေရင်သိရနော်ဘာဘူးကြီးအကြောင်းကြားဖြန်နေရောင်စားပြစ်မှာဗျာကဲကြားပြီကြားပြီလားအပွင့်ကြီးကြီးအခက်ကြီးကြီးတကောင်တော့ဂိမ်ပြန်မိတဲ့ဗျာရှည်တန်းမှာဖြစ်တယ်လို့မြေမြုပ်အိမ်မှာလဲတိုးတိုးတိတ်တိတ်ရက်လေတပိတ်ကိုလှုပ်ရတယ်တဲ့ဗျာကိုဗီဒါရဲ့ပြောရအောင်မစီဒီတစ်ပတ်တော့ဒီလောက်ပါပဲဗျာ ်နောက်တစ်ပတ်မှာကျွန်တော်တို့တွေပြန်ဆောင်ကြသေးတာပေါ့ဘာလဲမျိုးတွေအားလုံးကဒီမတွေ့ခဲ့အကြောင်းအရာတွေကတော့ဒီတစ်ပတ်ကူပေတိုင်းပြောအောင်စီစဉ်ကနေဒီကောင်ရွှ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 ွ ဘာဝဘီနဲ့မေးပြီးတော့မှအများဆုံးကိဝင်ကြပါသေးတယ်။ထမှန်တောင်းစုပြေးနေပဲအဆုံးထိရှိပေးတဲ့တဝူးကျင်တဲ့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။